မကြမီဝါထွက်တော့မှာဆိုတော့ဝါထွက်ကိုစောင့်နေတဲ့ပေါ်ထားရက်ဒီဗီဒီယိုလေးကတကယ်အကျိုးရှိမှာပါအားလုံးပဲမင်္ဂလာပါ Flow Vine Join One Channel နဲ့ညီကြိုးလိုက်ပါရစေဒီနေ့တော့ Air Fryer ကိုအသုံးပြုပြီးတော့ဝက်ကင်ကိုအလွယ်ကူဆုံးကင်လို့ရမယ့်နည်းလေးကိုပြောပြမှာဖြစ်ပါတယ်လုံးဝအလုံးမရှုပ်ဖဲနဲ့ကိုယ့်အိမ်မှာလွယ်လွယ်ကူကူကင်စားလို့ရတဲ့နည်းလေးကိုပြောပြမှာမို့လို့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့အဆုံးထိဆက်ကြည့်ပေးပါအောင်နော် ဝက်သားကင်မိုးအတွက်ကဝက်သုံးတဲ့သားတက်မြောင်းကိုသုံးပါမယ်ဒီအမြောင်းကတော့ခမန်း45ကျပ်သားလောက်ရှိပါတယ်အချိုတဝက်အဆက်တဝက်ကင်ပါပါပထမဆုံးဝက်သားကိုရီစေးပါမယ်ရီစေးပြီးရင်စားချမ်းရေရှာလကရေကိုအသုံးပြုပြီးတော့ထက်စီပါမယ်ဒီစားတို့ရှာလကရေတို့နဲ့ဆေးလိုက်တဲ့အတွက်ဝက်မှာအညီနဲ့နေပါရှိတယ်ဆိုရင်လည်းရောသွားနေပါလေစားတို့ရှာလကရေတို့နဲ့ဆေးပြီးသွားရင်တော့ရေကြည်သွားတဲ့အထိနောက်ထပ်နှစ်ရီသုံးရီလောက်ထက်စီလိုက်ပါမယ်ဒီစေးပြီးသွားပြီဆိုရင်တော့ကင်မို့အတွက်အတုံးလေးတုံးထားပါမယ်။တုံးလေးတုံးတဲ့အခါမှာတော့တဒုံနဲ့တဒုံညီအောင်တုံးနိုင်ဖို့ကောင်းပါလေ အဲ့ဒါမှာกินတဲ့အခါမှာအကျက်ညီပါပဲဖြစ်ပါတယ်။နောက်ပြီးတော့အတုံးအကြီးတုံးလို့ရှိရင်အပြင်ကနေအကျက်လွန်ပြီးတော့အထက်ကမကျက်သေးတာမျိုးတွေဖြစ်နိုင်တဲ့အတွက်အတုံးတုံးတဲ့အခါမှာတော့ခက်တီးတီးဒါမှမဟုတ်ရင်အနီရောဆိုင်လေးတုံးတာပိုကောင်းပါတယ်။ခုဝက်သားကိုအတုံးလေးတုံးပြီးသွားပြီဆိုတော့အချိုတစ်ပန်းအဆက်တစ်ပန်းခွဲလိုက်ပါမယ်။ပထမဆုံးအချိုအတွက်အရသာနေပါမယ်။ကျက်သွန်ပြူအမှုန့်ထဲပါမယ်။ဒီနေရာမှာကျက်သွန်ပြူမဟုတ်မရှိဘူးဆိုလို့ရှိရင်ကျက်သွန်ပြူကိုအခွန်ခွာထောင်းပြီးတော့အရင်ညှစ်ထည့်လို့ရပါတယ်။ ဒီကျက်တူမျိုးမှုကတော့လေတလက်တဲ့အတွက်အခဲလေးဖြစ်သွားတာပါဂျင်းမှုထည့်ပါမယ်ဂျင်းမှုမရှိရင်လည်းစောစောကကျက်တူမျိုးလိုပဲဂျင်းကိုထောင်းပြီးတော့အရင်ညှစ်ထည့်လို့ရပါတယ်ဟင်းရွက်မှုထည့်ပါမယ်ငရုကောင်းမှုအနည်းငယ်ထည့်ပါမယ်ခယူးစီကိုစပွဲတင်စွန်းနဲ့တစွန်းထည့်ပါမယ်ပင်ငယ်ပြားရဲ့အကြည်ကိုလည်းစပွဲတင်စွန်းနဲ့တစွန်းထည့်ပါမယ် ဲငယ်ပြိုင်အနောက်ကတော့กินပြီးတဲ့အခါမှာအယောင်အယမ်းမေးသွားမှာဆိုလို့ဆိုတဝက်လောက်ပဲထည့်ပါမယ်။ရှောင်းရှင်းဝိုင်လို့ခေါ်တဲ့ဟင်းချက်အရက်ကိုတော့ဇပွဲတင်ဆုံးတဝက်လောက်ထည့်ပါမယ်။စီမွှေးလေးအနည်းငယ်ထည့်ပါမယ်။စားထည့်ပါမယ်။ပြီးရင်တော့အကုန်လုံးသေချာလေးတမပြီးတော့နှံ့သွားအောင်လို့နေလိုက်ပြီးတနားကြီးလောက်ရတာနှက်ထားပါမယ်။ ခုကအဆက်ပန်းအတွက်အရသာနေပါမယ်။ပင်းငယ်ပြားကြီးအကြီးစပွဲတင်စွန်းနဲ့တစွန်းထည့်ပါမယ်။ခယူးစီကိုတော့စပွဲတင်စွန်းတဝက်လောက်အသုံးပြုပါမယ်။ဟင်းချက်အရက်ကိုစပွဲတင်စွန်းနဲ့တဝက်ထည့်ပါမယ်။စီမွေးအနေငယ်ထည့်ပါမယ်။ဟင်းရွက်မှုန့်ထည့်ပါမယ်။ဂျင်းမှုန့်ထည့်ပါမယ်။မြုပ်တီအစိမ့်မှုန့်ကိုတော့ထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်။ပြီးတော့ရင်အကုန်လုံးကိုတေချာလေးတမအောင်နေပြီးတော့တနာကြီးလောက်ရတာနှက်ထားပါမယ်။ ီအဆက်ပန်းနေတဲ့အခါမှာတော့မြုပ်သီးကလက်ပူနိုင်လို့လက်ဤသုံးပြီးနေတာတော့ပိုအဆင်ပြေပါတယ်။ဒါဆိုရင်အချိုးရောအဆက်ကရသနေပြီးသွားပြီဖြစ်လို့ရသနှက်ထားပါမယ်။အခုအရသာနှက်ထားတာတနားရီလောက်ရှိသွားပြီဖြစ်လို့กินဖို့အတွက်ထုတ်ထိုးပါမယ်။กินပြီးသွားတဲ့အခါမှာအချိုးနဲ့အဆက်ခွဲရလွယ်အောင်လို့အဆက်ဘန်းလေးကိုနှင်းလေးဖြူပြီးတော့နေထားလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့စပြီးတော့ထုတ်ထိုးပါမယ်။ထုတ်ထိုးတဲ့အခါမှာဒုတ်တစ်ချောင်းမှာပြွတ်တွနေအောင်အများကြီးမထိုးဘဲနဲ့၃ဒုံ၄ဒုံလောက်ပဲထိုးပါမယ်။ ီနေရာမှာတခုပြောဖို့ကြံသွားတာဝက်သားထိုးတဲ့ဒုတ်အရှိရ air fryer နဲ့ဆန်တဲ့အရှိဖြစ်ရပါမယ်ဒါဆိုရင်တော့အဆက်အတွက်ဒုတ်ထိုးလို့ ਆ ပြပါပြီအချိုးလည်းအဲ့ဒီတိုင်းပဲဒုတ်ထိုးလိုက်ပါမယ် ခုနှစ်ပန်းလုံးထုတ်ထိုးပြီးလိုက်ဆိုတော့กินပါမယ်အချိုးအရင်စกินပါမယ်กินဖို့အတွက် air fryer ထဲကိုထုတ်ထိုးထားတဲ့ဝက်သားလေးကိုစီပြီးတော့ထည့်လိုက်ပါမယ် air fryer နဲ့กินတာမို့လို့ဝက်သားလေးကစီထွက်လာမှာဖြစ်တဲ့အတွက်กินတဲ့အခါမှာစီပြီးပါရင်ထပ်တော့ဘူးတော့မလိုပါဘူးအကုန်စီထည့်ပြီးသွားပြီဆိုရင်တော့ air fryer ထဲကိုထည့်လိုက်ပြီးတော့အပူချိန်180ဒီဂရီနဲ့10မိနစ်အရင်กินပါမယ်กินနေတုန်းမှာပဲအချိန်ပြင်ဆင်ထားပါမယ်အချိန်အတွက်ကကျက်သွပြူဥကြီးတစ်လုံးကိုအခွန်ခွာထားပါမယ် ပြီးသွားရင်ငရုတ်သီးစင်းရဲ့ကြက်သွုံဖြူရဲကိုရောပြီးတော့လက်ဆွဲကျိတ်ဆက်နဲ့မညက်တညက်အနေနဲ့ကျိတ်ထားလိုက်ပါမယ်။ဒီနေထားလောက်ဆိုရပါပြီ။နောက်ပြီးမကြီးသီးကိုရေနွေးနဲ့ခက်ကြဲကြဲလေးဖြော်ထားလိုက်ပါမယ်။မကြီးကြီးဖြော်ပြီးသွားပြီဆိုရင်တော့အဖက်တွေကိုစကားနဲ့စစ်လိုက်ပါမယ်။မကြီးရောက်ပါပြီဆိုရင်တကြားတစုံထည့်ပါမယ်အချိုကြိုင်တော့ပို့ထည့်လို့ရပါတယ်ငံပြားရေးတစုံထည့်ပါမယ်စားအနေငယ်ထည့်ပါမယ်မြုပ်သီးစိမ့်နဲ့ကျက်သွုံပြူကြိတ်ထားတာကိုထည့်လိုက်ပါမယ် ီးသွားရင်အကုန်လုံးတေချာနှက်အောင်မှွေပြီးတော့ငဲလိုရဲဆိုရင်ငဲပြာကြီးအချင်းလိုရဲဆိုရင်တံပြာကြီးဒါမှမဟုတ်ရှာလကာကြီးကိုကိုစိတ်ကြိုက်အနေထားထည့်ထည့်ပြီးတော့ပြင်လို့ရပါတယ်အခုဝက်သားကင်ထား10မိနစ်လောက်ရှိပြီဆိုတော့တစ်ခေါက်ဖွင့်ကြည့်ပါမယ်အပေါ်ဘက်အချမ်းအကျက်နေပြီဖြစ်တဲ့အတွက်အပေါ်အောက်လှန်ပေးပါမယ်လှန်ပြီးသွားပြီဆိုရင်တော့အပူချိန်ကို160ဒီဂရီလျှော့ပြီးတော့နောက်ထပ်10မိနစ်လောက်ထပ်กินပါမယ် ရှင်းမင်းလေးလောက်ကင်ပြီလို့ air fryer တွေကထုတ်လိုက်တဲ့အခါမှာတော့ဝက်သားကင်လေးကရပြီပဲဖြစ်ပါတယ်။အနံလေးကအရန်ကိုမှုေးပြီးတော့စားကျင်စရာအရန်ကိုကောင်းနေပါပြီ။ဒါကတော့အချိုကင်တာဖြစ်ပါတယ်။အဆက်ကိုလည်းဒီပုံစံအတိုင်းပဲထပ်ပြီးတော့ကင်လိုက်ပါမယ်။အဆက်ကင်တဲ့အခါမှာတကုတ္တိထားမှာအဆက်နေတော့ကငရုတ်တိမှုပါပါတယ်။ငရုတ်တိမှုကတော့မီးပူချိန်နဲ့တွေ့တဲ့အခါမှာတူးနိုင်တဲ့အတွက်အချိုတော့ကလိုမျိုး10မိနစ်ကြာမှဖွင့်မကြည့်ပဲ9မိနစ်10မိနစ်လောက်ကြာရင်တစ်ခေါက်လောက်ဖွင့်ကြည့်ပေးပါမယ်။ ထမတစ်ခေါက်ဖွင့်ကြည့်လိုက်တဲ့ခါမှာအပေါ်မြင်းနဲ့ပြင်ကကြက်နေပြီဖြစ်တဲ့အတွက်အချိုတော့ကလိုပဲတစ်ဖက်လှန်ပြီးတော့နောက်ထပ်9မိနစ်10မိနစ်လောက်ထပ်ကင်းထားပါတယ်။ဒုတိယတစ်ခေါက်ဖွင့်ကြည့်လိုက်တဲ့ခါမှာတော့ဝက်သားအဆက်လေးတွေကင်းထားတာရနေပြီဖြစ်ပါတယ်။ဒါဆိုရင်တော့ကင်းရသွားပြီဖြစ်တဲ့အတွက်ဆော့ဆော့ဖြော်ထားတဲ့အချိန်လေးနဲ့သုံးဆောင်လို့ရပါပြီ။အကင်ကတော့ဗာနဲ့လိုက်တယ်ဆိုတာတော့အထွေထူပြောစရာမလိုတော့ဘူးထင်ပါတယ်။ ျွန်တော်ကတော့အကင်နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့အချင်းဆက်နီးလေးကိုပါပြောပြပေးပြီးပို့လို့ဒီနေ့ဗီဒီယိုလေးကိုသဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာဒါဆိုရင်တော့အကင်ဆိုင်ဒီမှာဝယ်စားရတာဈေးများလို့ပဲဖြစ်ဖြစ်မဝလို့ပဲဖြစ်ဖြစ်အိမ်မှာကိုယ်တိုင်လှူစားရှင်တဲ့သူတွေအတွက်ဒီနေ့ဗီဒီယိုလေးကလွယ်ကူပြီးတော့ကိုယ်တိုင်လိုက်လို့အဆင်ပြေမယ်လို့ယူဆပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုတ်လုံးနီတွေကိုအပတ်စဉ်တနင်္လာဗုဒ္ဓဟူးနဲ့စနေနေ့ညနေ9:00တိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye.